ထိုင်းနိုင်ငံရဲ့ရိုးရာပွဲလန်းသဘင်တွေဟာရှင်ကြီးမှုအမွေအနှစ်တွေနဲ့ဖြောရွှင်စရာတွေပေါင်းစပ်ထားတဲ့ထူးခြားတဲ့အတွေ့အကြုံကိုပေးစွမ်းပါတယ်။ထိုင်းပွဲတော်တွေမှာစနစ်တကျပါဝင်ဆင်နွှဲဖို့နဲ့ဘာရီသတိထားတဲ့နည်းဆိုတာကိုကြည့်လိုက်ရအောင်။ထိုင်းနိုင်ငံရဲ့အရေးအကြီးဆုံးရိုးရာပွဲတော်အချို့ကိုပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့စုံခရန် ရေသပင်ပွဲတော်ဖြစ်ပါတယ်။တကြံရေသပင်ပွဲတော်ကို April 23ရက်နေ့ကနေ25ရက်နေ့အတွင်းကျင်းပလိရှိပါတယ်။နှစ်သက်ကူးပွဲတော်ဖြစ်ပြီး အတိတ်ကကန်ဆိုးမှုတွေကိုရေနဲ့ဆေးကြောတန့်စင်ခြင်းရဲ့အမှတ်အသားပါ။လူတိုင်းဟာရေပတ်ကစားခြင်းနဲ့ပျော်ရွှင်မှုကို ဖော်ပြကြပါတယ်။ဖျားเจ้าငံတွေမှာဖျားဆင့်တုတော်တွေကိုရေမွေးနဲ့ပတ်ဖြန်းပြီးဘိုးဘွားမိဘတွေကိုအယူအသိပေးကြပါတယ်။ လူကြီးသူမတွေဒါမှမဟုတ်ဖုန်ကြီးတွေပေါ့ရိုင်းရိုင်းဆိုင်ဆိုင်ရေမပတ်မိဖို့တော့တတိထားရပါတယ်နောက်တစ်ခုကတော့လွယ်ကထုံမီးမျောပွဲတော်ဖြစ်ပါတယ်။လွယ်ကထုံမီးမျောပွဲတော်ကိုတော့နိုဝင်ဘာလထဲမှာကျင်းပလို့ရှိကြပါတယ်။ မြန်မာလိုဆိုရင်တော့တစောင်းနိုင်လပြည့်ကျော်ညမှာကျင်းပလက်ရှိပါတယ်။ရေနဲ့တပီးကို ကာရဝပြူရာ အမားတွေကိုတောင်းပန်တာနဲ့ကံကောင်းခြင်းတွေဆုတောင်းတဲ့ရည်ရွယ်ချက်နဲ့ကျင်းပလက်ရှိကြပါတယ်။ငပြောပါပန်းဖျောင်းနိုင်အမွှေးတိုင်တွေနဲ့ပြုလုပ်ထားတဲ့ကထုံးဆိုတဲ့ဖျောင်းနိုင်လေးတွေကို မြင်းချောင်းတွေနဲ့မျောချကြပါတယ်။သဘာဝပတ်ဝန်းကျင်မပြည့်စည်စေဖို့သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ကထုံးကသာအသုံးပြုလက်ရှိကြပါတယ်။ နောက်ထပ်ပွဲတော်တစ်ခုကတော့ဗီဇာခါပူဇာအာစာဟာပူဇာဖြစ်ပါတယ်။ဗီဇာခါပူဇာကမေလအတွင်းမှာ အာစာဟာပူဇာကဇူလိုင်လရောမှာအတီးတီးကြာရောက်ပါတယ်။ထိုင်းပြက်ကတိအင်အားဆိုရင်တော့ကွဲပြားနိုင်ပါတယ်။အဲ့ဒီနေ့တွေကတော့ဗုဒ္ဓဘာသာဆိုင်ရာအရေးကြီးဆုံးနေ့တွေဖြစ်ပါတယ်။တရားဓမ္မနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုအမှတ်ရစေပါတယ်။ညဘက်မှာဖျားเจ้าဆောင်ကိုပတ်ခြင်းလို့ခေါ်တဲ့မိပန်းနိုင်ကိုကင်ဆောင်ပြီး ဖျားเจ้าပတ်လည်း၃ချိန်ပတ်ကြပါတယ်။ဒီပွဲတော်တွေမှာစိတ်ပါဝင်စားစွာပါဝင်ဆင်နွှဲတာဟာထိုင်းရင်ကြည်မှုကိုလေးစားတဲ့အကောင်းဆုံးနည်းလမ်းပါ။ဒီပွဲတော်တွေကိုမတွားခင်တမိုင်းเจ้าနဲ့ရည်ရွယ်ချက်တွေကိုကြိုတင်လေ့လာတင်ပါတယ်။ဒါမှပူပြီးအတိတ်ပဲရှိရှိပါဝင်နိုင်မှာပါ။အထူးသဖြင့်ဖျားเจ้าကသူမဟုတ် ဘာသာရေးအခမ်းအနားတွေမှာပခုံးနဲ့ဒူးတွေကိုဖုံးအုပ်တဲ့အဝတ်အစားတွေဝတ်ဆင်ဖို့လိုအပ်ပါတယ်။အဖြူဒါမှမဟုတ်အဝါရောင်ဝတ်ဆင်တာဟာအခါကြီးရက်ကြီးတွေမှာတင်တော်ပါတယ်။ကွဲတော်တွေမှာထိုင်းလူမျိုးရင်းနဲ့အတူတသားတွေပါဝင်နိုင်ဖို့ဆိုရင်ဒေသခံတွေရဲ့ဓလိထုံတမ်းတွေကို လိုက်နာဖို့ကအရေးကြီးပါတယ်။စုံခရန်တကြံလုံးရှေးပတ်ကစားတဲ့ပွဲတော်တွေမှာတော့တောက်စားမှုရခြင်းကိုရှောင်ကျဉ်ပြီးလေးစားမှုရှိရှိပြုမှုရမှာဖြစ်ပါတယ်။ ထိုင်းပွဲတော်တွေဟာထိုင်းလူမျိုးတွေရဲ့စိတ်နှလုံးကိုထင်ဟပ်စေပါတယ်။လေးစားမှုရှိရှိနဲ့ပျော်ရွှင်စွာပါဝင်ဆင်နွှဲခြင်းအပြင်ဒီထူးခြားတဲ့ယဉ်ကျေးမှုကိုတံမိုးထားဖို့လိုအပ်ပါတယ်။မြန်မာနိုင်ငံလိုပဲထိုင်းနိုင်ငံမှာလည်းပွဲတော်တွေဟာမိသားစုနဲ့အတူပျော်ရွှင်ဖို့ကုသိုလ်ယူဖို့အခွင့်အရေးတွေပါ။အားလုံးပဲပျော်ရွှင်စရာအတွေ့အကြုံတွေရရှိပါစေ။